WD online media ရဲ့ပရိသတ်များရှင်2024-2025ဘန်နာနှင့်တနှစ်တာကာလအတွင်းပြည်ပသူ၅တင်ပို့မှုမှာအမေရိကန်ဒေါ်လာတန်း400ကျော်ရရှိတဲ့တရင်ကို တင်ဆက်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြည်ပနိုင်ငံများတို့ရည်တွက်ကုန်များတင်ပို့ရမှာ2024-2025ဘန်နာနှင့်တနှစ်တာကာလအတွင်းပြည်ပကို၅တင်ပို့မှုမှာအမေရိကန်ဒေါ်လာတန်း400ကျော်ရရှိတယ်လို့၅လုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။ 2024-2025ဘဏ္ဍာနှစ်အေဘီလာတရက်နေ့ကနေမလ31ရက်နေ့အထိတနှစ်တာကာလအတွင်းပုံမှန်ကုန်သွယ်မှုမက်ထရစ်တန်3,6624.55တန်းတင်ပို့ပြီးတော့အမေရိကန်ဒေါ်လာ241.332တန်းရရှိခဲ့ပြီးနေဆက်ကုန်သွယ်မှုမက်ထရစ်တန်2316549.689တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ180.3 6တက်3ညတန်းရရှိခဲ့ရာပြည်ပကို9တင်ပို့မှုစုစုပေါင်းမက်ထရစ်တန်3,9000 3,184ဒသမ5,5တန်တင်ပို့ပြီးတော့အမေရိကန်ဒေါ်လာတန်း421ဒသမ6,2နှစ်တန်းရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့2023-2024ဘဏ္ဍာနှစ်ကာလတူအချိန်ကပြည်ပကို9တင်ပို့မှုအနေနဲ့မက်ထရစ်တန်း3,4000 ၄၃၄၂.၃၈တန်တင်ပို့ပြီးတော့အမေရိကန်ဒေါ်လာ၃၈၈.၃၈၅တန်ရရှိခဲ့တဲ့အတွက်အခုဘန်နာနှစ်တစ်နှစ်တာကာလအတွင်းပြည်ပကို၅တင်ပို့မှုဟာရခင်ဘန်နာနှစ်ကာလတူအချိန်နဲ့နှိုင်းယှဉ်ပါကမက်ဒရစ်တန်၄၈၈.၃၈တန်ပို့မှုပြီးအမေရိကန်ဒေါ်လာ၃၃.၈၅တန်ပို့မှုတယ်လို့ဆိုပါတယ် မြန်မာနိုင်ငံမှအစွန်အပါဝင်ငါးအစရှိတဲ့ရေထွက်ကုန်တွေကိုတရုတ်နိုင်ငံ၊ထိုင်းနိုင်ငံ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဂျပန်နိုင်ငံအစရှိတဲ့နိုင်ငံပေါင်း40ကျော်တင်ပို့လျက်ရှိပြီးရန်ကုန်မြို့ကနေတစ်စက်ပုံမှန်တင်ပို့တဲ့အပြင်နေဆက်မှလည်းတိုက်ရိုက်တင်ပို့တယ်လို့သိရှိရပါတယ်ရှင်။